မြန်မာနေဦးခရိုနီကယ်ဇွန်လ6ရက်နေ့မြင်ကွင်းအငိမ့်စားဘုံမှုချုပ်ကိုလှုပ်ကြံတက်ဖြတ်ခဲ့တဲ့ကွန်ရက်အဖွဲ့တွေဖမ်းဆီးခံရကြောင်းစစ်ကောင်စီထုတ်ပြန်ပြီးခဲ့တဲ့မေလနောက်ပိုင်းမှာအငိမ့်စားဘုံမှုချုပ်တန်မတ်ဟောင်းဖြစ်သူဦးချိုထွန်းအောင်ကိုရန်ကုန်မြို့က၎င်းရဲ့နေအိမ်ရှိမှာပြစ်ခတ်တက်ဖြတ်ခဲ့တဲ့သူတချို့နဲ့၎င်းတို့ရဲ့မိသားစုဝင်ပါဝင်ကူညီသူတွေကိုဖမ်းဆီးထားကြောင်းစစ်ကောင်စီကတရင်ထုတ်ပြန်လိုက်ပါတယ်ဘုံမှုချုပ်ဟောင်းကိုတနက်နေ့ပြစ်ခတ်လှုပ်ကြံသူနှစ်ဦးအနက်ကတအူးကိုဖန်စီရမိထားပြီး၎င်းရဲ့မိသားစုဝင် အခြားလွတ်မြောက်နေသူတဦးရဲ့မိသားစုဝင်တွေနဲ့ပြစ်ခတ်မှုမှာစောင့်ကြည့်ပေးသူပြစ်ခတ်မှုအပြီးထွက်ပြေးတင်းရှောင်ဖို့အကူအညီပေးသူနဲ့တနက်နဲ့ပြစ်ခတ်လုံးကြံတက်ဖြတ်သူတဦးခြေထောက်မှာကြီပေါက်တဲ့ဒဏ်ရာရခဲ့ရမှာကုသပေးတဲ့စေကန်းပိုင်ရှင်နဲ့ဆရာဝန်တို့ကိုပါဖမ်းဆီးထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။အခုလိုလုံးကြံတက်ဖြတ်မှုဖြစ်ပွားပြီးတရင်နှစ်ပတ်အတွင်းမှာထုတ်ပြန်ခြင်းဟာလုံးကြံတက်ဖြတ်မှုဖြစ်ပွားပြီးနောက်၎င်းတို့အနေနဲ့စုံစမ်းထောက်လှမ်းပြီးဖမ်းဆီးနိုင်ခဲ့တာကို စစ်ကောင်စီအနေနဲ့ကြောဝါလိုတဲ့ရည်ရွယ်ချက်လဲပါဝင်လိမ့်မယ်လို့ယူဆရပါတယ်။အဓိကပြစ်ခတ်သူနှစ်ဦးအနက်တအူးကလွတ်မြောက်သွားပြီး၎င်းရဲ့မိသားစုဝင်တွေဖြစ်တဲ့ဇနီးတားဖြစ်သူတွေကိုဖမ်းဆီးထားသလိုနောက်ပြစ်ခတ်သူတအူးကိုလည်းကာယကရှင်ကိုဖမ်းဆီးရမိထားသည့်အတိုင်းဇနီးနဲ့၆နှစ်အရွယ်တမီးတို့ကိုပါဖမ်းဆီးပြီးပူပေါင်းပါဝင်သူတရားခံတွေတပွဲဓာတ်ပုံတွေတကွာတရင်မှာဖော်ပြခြင်းကိုလည်းအများကဝေဖန်ရှုံချစရာဖြစ်စေတာပါ ဒါအပြင်ခြေထောက်မှာဒဏ်ရာရရှိခဲ့တဲ့လောက်ကျန်ပြစ်ခတ်သူကိုစေကူတာပေးတဲ့စေကန်းပိုင်ရှင်ဆရာဝန်နဲ့ချိတ်ဆက်ပေးသူတွေကိုပါဖမ်းဆီးခဲ့ခြင်းကအခုလိုဖြစ်ရတွေမှာတိလျက်နဲ့ဖြစ်စီမတိပဲနဲ့ဖြစ်စီထိတွေ့ပတ်သက်သူအလုံးကိုဖမ်းဆီးအေးအေးယူမယ်ဆိုတဲ့ရည်ရွယ်ချက်လိုလဲယူဆရပါတယ်။ဒီလောက်ကျန်တက်ဖြတ်သူတွေအရင်ကကျူးလွန်ခဲ့တဲ့ဆိုတဲ့လောက်ကျန်ပြစ်ခတ်မှု၄ခုနဲ့လဲချိတ်ဆက်ဆွဆွဲထားပါတယ်။အခုလိုစစ်ကောင်စီဘက်ကထုတ်ပြန်လာတာနဲ့ပတ်သက်ပြီး ဒီပြစ်ခတ်မှုဟာ၎င်းတို့လှုပ်ဆောင်တာလို့ဖြစ်ပွားစဉ်ကလေးကထုတ်ပြန်ခဲ့တဲ့ Golden Valley Warrior အဖွဲ့ကအခုဖမ်းဆီးခံထားရသူတွေဟာအပြစ်မဲ့သူတွေလို့ရေပူရဆန်ဆန်ငင်းကြက်ထုတ်ခဲ့ပြီး၎င်းတို့အဖွဲ့ဝင်တွေကဘေးကင်းရာမှာရှိတယ်လို့သတင်းဌာနချုပ်ကတုတ်ပြန်ဖြေကြားခဲ့ပါတယ်ဒီလိုငင်းဆိုခဲ့ခြင်းဟာဖမ်းဆီးခံထားရသူတွေရဲ့လုံခြုံရေးနဲ့အမှုသွားအမှုလာပေါ်တက်ရောက်နိုင်တာကြောင့်ပြောဆိုရလားဒါမှမဟုတ်အခြားသောရည်ရွယ်ချက်နဲ့ပြောဆိုရလားတေချာမသိနိုင်ပါဘူး စစ်ကောင်စီဘက်ကတော့ပြစ်ခတ်သူ2ဦးအနက်2ဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးကြံ2ဦးရဲ့မိသားစုဝင်တွေကိုဖမ်းဆီးထားတယ်လို့ပါဝင်ပတ်သက်သူအလုံးကြီးပါဖမ်းဆီးနိုင်ခဲ့ခြင်းအတွက်ဂုံယူတဲ့အနေနဲ့ထုတ်ပြန်တာဖြစ်တယ်လို့တစ်ဖက်မှာတော့မိမိတို့အဖွဲ့ဝင်တွေနဲ့ကုညီပေးသူတွေကိုဖမ်းဆီးခံထားရခြင်းကိုအတိအမှန်မပြုတဲ့သဘောလဲတက်ရောက်ကောင်းတက်ရောက်နိုင်ပါတယ်အခုလိုလှုပ်ကြံတက်ပြတ်ခံရသူဘုံမှုကျုံဟောင်းနဲ့တန်မတ်ဟောင်းဖြစ်သူဟာ စစ်အရာရှိကြီးတွေကိုမုံမှန်တင်ဒန်းပေးတဲ့ NTC လို့ခေါ်ဆိုတဲ့နိုင်ငံတော်ကာကွယ်ရေးကော်လိပ်မှာဘာသာရပ်တချို့ကိုဧည့်သင်ကြားသူအဖြစ်တင်ကြားပေးနေခြင်းကြောင့်စစ်ရေးပြစ်မှတ်ဖြစ်တယ်လို့သတ်မှတ်ထားကြောင်းပြောဆိုပါတယ်တဖက်မှာတော့အခုလိုလှုပ်ကြံတက်ဖြတ်သူတွေဟာရန်ကုန်မန္တလေးတို့လိုမြို့တွေမှာနေထိုင်နေတဲ့စစ်တပ်နဲ့ပတ်သက်သူတွေစစ်အရာရှိဟောင်းတွေကိုကြောက်လန့်စေတဲ့အကျိုးတရားမှုရှိစေမှာအမှန်ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကိုဖယ်ရှားဖို့ထက်စစ်တပ်နဲ့ဆက်ဆက်ပတ်သက်သူတွေအရာရှိကြီးအစဉ်တာဝန်ထမ်းဆောင်ပူးသူတွေကိုပြစ်မှတ်ထားတဲ့သဘောလိုလဲဆိုနိုင်ပြီးလုံခြံတပ်ဖြတ်ရေးနီလန်းကို ကင်ဆယ်လုပ်တာဟာနိုင်ငံတကာအစိုးရလူ့အခွင့်အရေးကာကွယ်ရည်တည်တဲ့အဖွဲ့တွေအနေနဲ့အခုလိုလှုပ်ဆောင်မှုတွေကိုထောက်ခံအားပေးမှာမဟုတ်ပါဘူးစစ်ကောင်စီအနေနဲ့အခုလိုလုံခြံတပ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီးဝါရဖြန့်ချီရာမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဖြစ်သူ ဥယျာဉ်မွန်နဲ့ချိတ်ဆက်ဝါရဖြန့်ချီလေးရှိပြီးအမှန်တကယ်ဆက်ဆက်ပတ်သက်ခြင်းရှိမရှိခိုင်လုံတဲ့အထောက်အထားတွေနဲ့ဆွဆွဲတာမျိုးမတွေ့ရပဲ NUG ဟာအကြမ်းဖက်အဖွဲ့အစည်းလုံခြံတပ်ဖြတ်ရေးကိုလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ကြောင်းဝါရဖြန့်တဲ့သဘောနဲ့အစဉ်ချိတ်ဆက်ထုတ်ပြန်လေးရှိတာလို့ယူဆနိုင်ပါတယ်တစ်ဖက်မှာလည်း NUG အနေနဲ့အခုလိုလုံခြံတပ်ဖြတ်မှုတွေကိုပါဝင်ပတ်သက်ခြင်းရှိတယ်မရှိဘူးဆိုပြီးရှင်းလင်းပြောဆိုနိုင်တဲ့အနေအထားရှိရင်ပြောတင်တယ်လို့လုံခြံတပ်ဖြတ်မှုတွေကို မူအရလက်ခံတင်သလားအပေးထောက်ခံသလားပါဝင်ပတ်သက်မှုရှိသလားဆိုတော့ပြောဖို့တာဝန်ရှိတဲ့အနေအထားဖြစ်ပါတယ်ပြည်ရင်းစစ်290ကျော်တမိုင်းမှာလှုပ်ကြံတက်ပြတ်မှုတွေကိုမူအရလက်ခံထားပြီးပေါ်ဆောင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကျင့်သုံးခဲ့တဲ့ကာလအပိုင်းခြားတချို့ရှိခဲ့ပေမဲ့မြန်မာနိုင်ငံတမိုင်းမှာများများဆဆတော့မတွေ့ရပါဘူးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဗမာလက်နက်ကိုင်အဖွဲ့တချို့ကစစ်အရာရှိတချို့ကိုလှုပ်ကြံတက်ပြတ်တာမျိုးပေါ်မှာဖောက်ခွဲရေးလှုပ်ဆောင်တာတွေရှိခဲ့ပြီး 2021ခုနှစ်ဆရာနာသိမ်းပြီးနောက်ပိုင်းမှာလုံခြံတပ်ဖြတ်တဲ့နီလန်းကို ရခင်ကားထက်ပိုပြီးကျင့်သုံးလာကြတာတွေ့ရပါတယ်။မြို့ပေါ်မှာအစုလိုက်ဖွဲ့လိုက်တီးခြားစီရှိကြတဲ့အဖွဲ့တွေကလွှဲရင်ဘယ်လက်နက်ကိုင်အဖွဲ့နိုင်ငံရေးအစုအဖွဲ့ကမှလုံခြံတပ်ဖြတ်တဲ့နီလန်းကိုလက်ခံကျင့်သုံးပါတယ်လို့တိတိပပဝန်ခံတာမျိုးမတွေ့ရတလို့စန့်ကျင် ရှုံချတဲ့ပြောဆိုမှုလဲထင်ရှားစွာမတွေ့ရပါဘူး။ကိုစရာတော်ဥဆောင်နေဆိုတဲ့မျိုးပြပျောက်ကြားအဖွဲ့တွေကရဲစခန်းကင်းစခန်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အထုဖြစ်ပြက်တွေမှာတော့ရက်ကွက်အုပ်ချုပ်ရေးမှုယာယီမှုတွေကိုလှုပ်ကြံတက်ပြတ်ဖို့ပြစ်မှတ်ထားခဲ့တာစစ်ကောင်စီဘက်ကထုတ်ပြန်ချက်တွေရတွေ့ရပါတယ်စစ်တပ်ရဲ့တာဝန်ရှိသူတွေစစ်စင်ရေးတွေမှာအကြီးကကြတဲ့တာဝန်ယူထားသူတွေကိုလှုပ်ကြံတက်ပြတ်တာတွေက ရန်သူရဲ့စစ်စင်ရေးအားနည်းချိနေသွားဖို့ရည်ရွယ်လှုပ်ဆောင်ကြတာမှန်ပေမယ့်အငိမ့်စားစစ်အရာရှိတွေအုပ်ချုပ်ရေးဌာနတွေမှာပါဝင်တဲ့အယက်သားအရာရှိတွေကိုလှုပ်ကြံတက်ပြတ်တာတွေကရန်သူဘက်နဲ့ဂျားနေအယက်သားတွေကိုရန်သူနဲ့ဆက်နွယ်ပတ်သက်ခြင်းမပြုရဲအောင် အကြောက်တရားဝင်အောင်လှုပ်ဆောင်တဲ့ရည်ရွယ်ချက်လည်းဖြစ်ပြီးစနစ်ကိုဥတည်ထားတဲ့နိုင်ငံရေးရည်ရွယ်ချက်ထက်လူပုဂ္ဂိုလ်ကိုပြစ်မှတ်ထားတဲ့အကြောက်တရားနဲ့ချင်းချမှုစီဥတည်သွားစေမှာလည်းဖြစ်ပါရဲ့ရှင်။